peaceful mind peaceful life ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝညာနာစကလုံးတွေရဲ့ဆွမ်းအားစကလုံးတွေက အမတန်ဆန်းအားထပ်ပါတယ်ကဘာကြီးမှာစစ်ပွဲတွေစတင်ဖို့ငြိမ်းချမ်းရေးကိုဖန်တီးဖို့တဦးတယောက်ရဲ့အယူဆတွေထင်မြင်ချက်တွေအများကို လွှမ်းမိုးနိုင်ဖို့စကလုံးတွေကိုပဲအသုံးပြုရတယ်ချစ်ချင်းမြတ်တာနဲ့စာနာနားလည်မှုတွေကို ဖြန့်ဝေဖို့ကလည်းစကလုံးတွေနဲ့ပဲမေတ္တာတရားပွားများစီတာကလည်းဒီစကလုံးတွေကြောင့်ပါပဲစကလုံးတွေကစွမ်းအားပြင်းတာဖြစ်လို့ကိုကဘလို့စကားမျိုးကိုပြောလိုက်ရင်ဘလို့အကျိုးတက်ရမှုတွေဖြစ်လာနိုင်နေဆိုတာကိုမပြောခင်တည်းကကြိုတွေးထားဖို့လိုပါတယ်စကလုံးတွေရဲ့တက်ရမှု the effect of the our word စကားဆိုတာမျိုးကပြောလိုက်တဲ့သူကသာလွယ်လွယ်ပြောပြီးလွယ်လွယ်မေးပြီး သွားကြပေမယ်။အပြောခံလက်ရတဲ့သူကဘယ်တော့မှမမေ့တော့ဘူး။ပြင်းထန်တဲ့စကလုံးတွေဟာပြန်ဖြောက်ဖို့မလွယ်တော့ပေရင်တင်းမှာအဆိုင်အခဲအဖြစ်စိတ်ရာစိတ်ထန်ရာဆွဲထင်ကြံရင်နေတတ်ပါတယ်။ဥပမာမိဘကသားသမီးကိုနင်းကိုကအတုံးမကြတာဘယ်နေရာမှတုံးစားလို့ရမှာမဟုတ်ဘူး။ခွေးဖြစ်မဲ့ကောင်း စသဖြင့်နာကျင်စီတဲ့စကားတွေပြောလိုက်တဲ့အခါသာသမီဖြစ်သူရဲ့စိတ်ထဲမှာငါမိပါကအစာငါအပေါ်ယုံကြည်မှုမရှိတာဘယ်သူကမှငါကိုယုံကြည်ကြမှာမဟုတ်တော့ဘူးငါကတကယ်ကိုပဲသုံးစားမရတဲ့သူပဲလို့တင်ငယ်စိတ်တွေဝင်သွားတော့တာပေါ့မိပါကတကယ်တော့မခံကျင်စိတ်နဲ့ကြိုးစားလာအောင်ပြောမယ်ပြောပေမဲ့လို့ခုတ်ရတခြားရှာရတလို့ဆိုတယ်လို့ တာသမီဖြစ်သူကအစိတ်တရားရပြီးကိုကိုကိုယုံကြည်မှုပျောက်ဆုံးသွားတတ်ကြပါလေ။မိဘစကားမိဘတွေနဲ့အနေနဲ့ငါသားကအကောင်းဆုံးကြိုးစားမယ်လို့အဖေယုံကြည်တယ်။ငါသမီးတွေမိမိကအမြဲကုန်နေရတာအဲ့ဒီလိုစကားလေးတွေပြောပြမယ်ဆိုရင်တာသမီဖြစ်သူအတွက်တကယ့်ကိုခွန်အားဖြစ်စေပါလိမ့်မယ်။စကားဆိုတာမပြောတတ်ရင်သာပြောတတ်ရင်အားပါ။နားထောင်သူရသူအတွက် ကိုယ့်ရဲ့စကားတွေကဓာတ်သွားလို့နာကျင်မှုတွေမဖြစ်စေဘဲခွန်အားတွေသာဖြစ်စေခြင်းပါတယ်။ညာနာအနေနဲ့ကံကောင်းတာကမိဘမိဘကညာနာကိုတစ်ခါမှဝေဖန်ပြစ်တင်တာနာကျင်အောင်နှိတ်ချပြောဆိုတာမျိုးမလုပ်ခဲ့ပါဘူး။ကိစ္စတော်တော်များများမှာဖြစ်အောင်လုပ်နိုင်နေဆိုတဲ့ယုံကြည်မှုမျိုး ရှိနေတာကမိဘကယုံကြည်မှုအပြည့်ပြထားခဲ့လို့ပါ။ ကို့ပေါ်မိဘရဲ့တံပိုးထားတဲ့စကားတွေပဲကြားရတဲ့အခါကိုကိုကိုတံပိုးအပြည့်အဝထားတက်ခဲ့တယ်။မိဘတွေနဲ့စကားမိဘတွေရဲ့စကားသားသမီးတွေအပေါ်ကြီးမားတဲ့အကျိုးသက်ရောက်နိုင် စွမ်းရှိပါတယ်။ဆိုလိုရင်းနဲ့စေတနာ message and attention ချောင်လို့ပြောလဲဒီစကားပဲမောင်အောင်လို့ပြောလဲဒီစကားပါပဲ။ စိတ်ထိခိုက်စေမယ့်စကားတွေမပြောမိအောင်အတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်ကိုဒီလိုပြောလိုက်ရင်သူဘလို့ခံစားသွားရမလဲကိုရဲ့စကားလုံးတွေကြောင့်တစ်ဖက်သူနာကျင်သွားလိမ့်မလားစသဖြင့်ထက်ထွက်ပေးတင်တယ်ဒါကြောင့်စကားမပြောခင်မှာဘယ်သူကိုထိခိုက်နိုင်တယ်လဲကိုအတွက်ကိုအကျိုးမရှိတဲ့အကျိုးရှိမရှိတဲ့သူတစ်ပါးအတွက်အကျိုးရှိမရှိ စဉ်းစားသုံးသပ်ပြီးမှအချင်းချင်းပြောတင်ပါတယ်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာစေတနာကောင်းဖို့လိုတယ်ရည်ရွယ်ချက်ကောင်းဖို့လိုတယ်ကိုကစေတနာအပြည့်နဲ့ပြောဆိုလိုက်လို့ဆက်ဆံနိုင်ရင်တစ်ဖက်သူကအဲ့ဒီစေတနာကို ခံစားမိမှအတိကြပါပဲကိုကိုလူတွေဘလို့ဆက်ဆံစေခြင်းတည်းကိုပေါ်ဆက်ဆံစေခြင်းနဲ့ပုံစံအတိုင်းတပားသူကိုလည်းပြောဆိုဆက်ဆံဖို့အမိစေခြင်းမဟုတ်ကိုဘကဘဲသူကို ADA ဆက် ပြောဆိုဆက်ဆံပြီးသူများရဲ့နှွေးထွေးမှုကိုလိုချင်နေလို့မရမရနိုင်ပါဘူးကိုကိုလှိုက်လိုက်လဲလဲပြောဆိုဆက်ဆံတာလိုချင်ရင်ကိုကလည်းလှိုက်လိုက်လဲလဲပြောဆိုဆက်ဆံဖို့လိုအပ်ပါတယ်ဇကလုံးတွေကညင်သာတင်မှုပါစေ be the guy with your word ဆေးရီတိုင်းထွာစကားတွေကိုတမင်းစာရေးတောက်လို့ပြောတဲ့သူတွေကို Facebook ပေါ်မှာပို့တွေ့လာရတော့စိတ်မသက်မသာဖြစ်မိပါတယ်တွေ့တိုင်းလဲ blog လုပ်ဖြစ်တယ် friend list ကိုရင်ကျေးတဲ့အတိုင်းဝိုင်းလေးတွေမှာပဲဖြစ်စေခြင်း ਨੇ အပြောအဆိုနူးညံ့သူတွေ ਨੇ မိတ်ဆွေဖြစ်ချင်မိတယ်ယုံရင်ကြမ်းတမ်းမှုဆိုတာက virus လိုပဲကူးစက်နိုင်လို့အပြောအဆိုကြမ်းတမ်းတဲ့သူတွေကိုဝေးဝေးရှောင်တာအကောင်းဆုံးပါစကားပြောစင်တန်းဆိုတာငွေချေးချမ်းသာတာဆင်းရဲတာနဲ့မဆိုင်ပါဘူးဝေးချေးချမ်းသာပေမဲ့လည်းအပြောအဆိုအစင်တမ်းမရှိသူတွေတပုံကြီးပါပဲ ်လူတယောက်ဘယ်လိုစိတ်နေစိတ်ထားရှိလဲဘယ်လိုအဆင့်တန်းရှိတယ်လဲဆိုတော့တိဖို့မခဲရင်ပါဘူးသူပြောတဲ့စကားတွေကိုသာနားထောင်ကြည့်လိုက်ပါ သူဘယ်လိုလူလဲဆိုတာသူ့ရဲ့စကားလုံးတွေနဲ့ပြောဆိုဟန်တွေအတိုင်းတာပေါ်ပြနေပါလိမ့်မယ်ယဉ်ကျေးသိမ်မွေ့စွာပြောဆိုတတ်ခြင်းကအဆင့်တန်းတစ်ခုပါပဲနာကျင်တဲ့စကားတွေပြန်လဲစဉ်းစားဖို့ကိုကလူတွေအပေါ်ကြည်ကျင်နာနာနဲ့ဘလို့စကားတွေပြောဖြစ်ခဲ့လဲပြန်စဉ်းစားပါ ကြီးကြီးကျယ်ကျယ်ထူးထူးခြားခြားဖြစ်ဖို့မလိုပါဘူးလူဖို့ကိုင်မဲ့တွေအပေါ်ချီးမွမ်းပေးဖြစ်သလားမိဆွေတငယ်ချင်းတွေနဲ့အပြုသဘောဆောင်တဲ့စကားတွေပြောဖြစ်သလားအစသဖြင့်ရိုးရိုးရှင်းရှင်းလေးတွေပါပဲရိုးရှင်းတဲ့ဂီဥဆိုင်ကျင်နာမှုကသာရည်ရှိဆက်ဆံရေးကိုခိုင်မြဲစေနိုင်မှာပါပြီးခဲ့တဲ့ new year မှာညာနာချစ်ခင်ရတဲ့မိဆွေတွေတယောက်ချင်းစီတိုင်းကို နှစ်သက်စုမောင်းစကားလေးတွေပြောပို့ဖြစ်ပါတယ် ကိုမိတ်ဆွေတွေကိုအမတ်တရားနေ့ရက်တွေလေးမှာ wish လုပ်ဖို့ရမမေ့စေချင်ပါဘူးကိုရဲ့ကျင်နာတဲ့စကားလေးတွေကို ပြန်တွေးမိတိုင်းပီတိဖြစ်ရလို့ပါအားပေးစကားလေးတစ်ခု a walk of the encouragement ကနရရဲမှာရေအေးလေးတောက်လိုက်ရသလို စိတ်တက်ကြနေသူအတွက်အားပေးစကားလေးတစ်ခုရေတန်ဖိုးကအဖိုးအနန်ကပါပဲအားပေးစကားလေးတစ်ခုကြောင့် အရှုံးတွေက ပြန်ရုံထနိုင်မှုခွန်အားတွေကို ပြန်ဖြစ်စေနိုင်သလိုရှောက်နေတဲ့လမ်းမှာတွန်းဆုပ်တွေဝီဓာရီမရှိတော့ဘဲလှမ်းလျှောက်လာနိုင်တာဖြစ်စေတယ်။စကားလေးတစ်ခုံးကဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်စွမ်းရှိပါတယ်။လူတိုင်းဤပါကစိတ်တက်ကြနေချိန်မှာ လာနှစ်သိပ်ပြီမဲ့တဲ့ရရောက်ကိုမျောနှင်းတက်ကြပါတယ်စိတ်တက်ကြနေချိန်မှာအပြေစကားပြောတဲ့သူကိုဘယ်တော့မှမမေ့တက်ကြပါဘူး။ ဒါကြောင့်လိုအပ်နေတဲ့မိဆွေတွေကိုခွန်အားဖြစ်စေမယ့်စကားအားပေးစကားပြောပြပါ ထွေထွေထူးထူးခန်းခန်းနားနားတွေပြောရမယ်မဟုတ်ပါဘူးဘာမှစိတ်မညစ်နဲ့နှင်းပြီးမှငါတို့ရှိတယ်ဆိုတာမျိုးလောက်ပါစကလုံးတွေကလူတယောက်ကိုခွန်အားအပြည့်နဲ့အမြင့်အဆုံးထိကြောက်အောင်ပံ့ပိုးနိုင်သလိုအနည်းဆုံးထိစိတ်သက်ကြားသွားအောင်လေဆွဲချနိုင်စွမ်းရှိပြီစကလုံးတွေနဲ့တိဆောက်နိုင်စွမ်းရှိသလိုတိဆောက်တာမှန်သမျှစကလုံးတွေကြီးကပဲဖြည့်စည်းပြစ်နိုင်ပြန်တယ် စကလုံးတွေကနှလုံးသားကိုအထိနာစေနိုင်တယ်လို့စကလုံးတွေကပဲဒဏ်ရာကို ပြန်လဲကုစားနိုင်တယ်။လူတွေကညီညွတ်အောင်စကလုံးတွေနဲ့ဆူဆီးထားတယ်လို့ရတယ်လို့စကလုံးတွေနဲ့လည်းအားလုံးကိုတကွဲတကွားဖျောက်လုပ်လို့ရတယ်။စားကြီးမတဲ့စကလုံးတွေနဲ့အတိတ်ပဲရှိတာတွေကိုလှပစွာဖန်တီးမလား။စကလုံးလက်နက်တွေနဲ့ဖြစ်ခဲ့ထိုးနှက်ပြီးဖြိုဖျက်မလားဆိုတာလူတစ်ယောက်ချင်းစီရဲ့ရွေးချယ်မှုပေါ်မှာမူတည်ပါတယ်။စကလုံးတွေကိုတတိရှိရှိ အသိဉာဏ်ရှိရှိရွေးချယ်အသုံးပြုကြမယ်ဆိုရင်ပုံမူကောင်းမွန်တဲ့လူဖွဲ့စည်းဖြစ်လာမှာအသေးချာပါပဲအခုပဲစကလုံးတွေရဲ့စွမ်းအားရဲ့နဲ့ကောင်းသောအရာတွေကိုဖန်တီးချစူလား